င်ဆက်ပေးမယ့်သတင်းကတော့မန်ယူနဲ့တူအောင်မြင်ချင်တာကြောင့်မန်ယူမှာဆက်နေဖို့အတွက်ဖာနန်ဒက်ဆုံးဖြတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မန်ယူအသင်းကစားဖာနန်ဒက်စားမန်ယူအသင်းနဲ့အတူအောင်မြင်မှုတွေရအောင်ချင်တာကြောင့်အဲ့လေတင်းကလန်မှုညင်ပေပြီးမန်ယူအသင်းမှာဆက်နေဖို့အတွက်ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။အဲ့လေတင်ကဘီနိုဖာနန်ဒက်စ်ကိုတပတ်လောက်ခလာစားပေါက်ခွန်းတိုင်းထိပေးမယ်လို့ကန့်လန့်ခဲ့တာပဲဖြစ်ပါတယ်။ ဖာနန်ဒက်စ်အေဂျင်ဟာဆော်ဒီနိုင်ငံမျိုးတော်ရဲ့မှာသုံးရကြနေထိုင်ပြီးတော့ဖာနန်ဒက်စ်ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးအပြောင်းရွှေ့လုပ်ဆောင်မှုအတွက်ကြိုးပမ်းခဲ့လို့သိရပါတယ်။မယ်ရွယ်တင်းကလည်းဖာနန်ဒက်စ်ကိုမရောချင်ပေမဲ့ဖာနန်ဒက်စ်ကိုယ်တိုင်အိမ်လဲကလန်းမှုကိုလက်ခံမယ်ဆိုရင်လာရောက်ပြဖို့အတွက်ပြင်ဆင်ထားခဲ့ရလို့သိရပါတယ်။ဖာနန်ဒက်စ်ကအိမ်လေတင်းကလန်မှုတွေကအသက်30ရဲ့ကစားသမားတရားအတွက်မမောဆရာထက်ပိုတဲ့ကလန်ဖြစ်ခဲ့ပေမဲ့ဒီပြရဲ့မုံရင်ပါဝဲမိသားစုညတိုင်းမပြီးနောက်မှာမယ်အသိနဲ့အတူအောင်မြင်မှုတွေရရဖို့အတွက် မန်သိမ်းမှာပဲဆက်နေဖို့အတွက်ဆုံးမခဲ့ရဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ဒီသတင်းကိုတော့ညင်းချမ်းဝါပေးပို့လာပါ